ဟုတ်ကဲ့ပါကျွန်တော်တို့ဒီတစ်ပတ် WC ရဲ့နောက်ထပ်ပွဲစဉ်တစ်ပွဲကတော့တောင်ကြီးကွင်းမှာရှင်ပြိုင်စားမယ် Sheffield United အသင်းနဲ့ Dragon Star United အသင်းတို့ပွဲစဉ်ပဲဖြစ်ပါတယ်။ဒီပွဲစဉ်ကို October 18ရက်နေ့ညနေ3:00ပွဲတောင်ကြီးကွင်းမှာကစားမှာဖြစ်ပါတယ်။ကုဘုံမင်းကစတင်သုံးသပ်ပြပါအောင်ခင်ဗျ။ ဟုတ်ကဲ့ပါဒီ Shell United အသင်းနဲ့ဒီ The Gong Star United အသင်းတို့ကထိတဲ့တူဆိုမှုကတော့ဒါဒီတစ်ပတ်ဝီစီရဲ့ဘာပဲပြောတော့ဒါပြည်သက်တွေအခြား Big Match လို့ပြောလို့ရပါတယ်။အတောင်ကြီးမြို့မှာရှိတဲ့ပြည်သက်တွေရောဒီမြန်မာ National League အားကစားဝန်ထမ်းရှင်ပြည်သက်တွေရောအားလုံးဒါမလွတ်တမ်းဆောင်မျိုးကြီးရှိရမယ်ပွဲစဉ်တစ်ပွဲဆိုတာတော့သိကြတယ်ဆိုတော့ကျွန်တော်အနေနဲ့ဒါပထမပြောချင်ပါတယ်။ဒီတစ်ခုရှိတာကဒီအသင်းဒီနှစ်သင်းကဒီ Level 1 Player တွေလည်းအများစုပါနေရဆိုတဲ့အခါကျတော့ဒီ Level 1ပွဲတွေပြီးတဲ့အချိန်မှာတော့စူးစီးလေးချင်းချင်းရပြီးလို့ရှိရင်ဒါခီးသွားလာမှုအနေဒါပွဲပန်းမှုတွေအနေဒါတစ်ခုရောဒါနှစ်သင်းစလုံးကတော့ကြုံတွေ့ရနိုင်တယ်ပေါ့နော်။ ်ဘာပြောနေသိစလုံးကလည်းဒါ player တွေအများစု player ကောင်းတွေပိုင်ဆိုင်ထားရဆိုရခါကြတော့ဒီနီးပြတွေနင်းနေတယ်ဒီ chain down လုပ်ပြီးတော့ကြတော့ဒါအသင်းတွေကိုဒါချင်းကတ်သွားမယ်နေတာတကူတော့သွားပြီးတော့တွေ့ရတာတော့ရှိပါတယ်ဒီပြီးခဲ့တဲ့ပွဲစဉ်တွေရဲ့အနေထားတကူကြည့်မယ်ဆိုလို့ရှိရင်တော့ဒါ Shine United တင်က AR United တင်ကို၃ဂိုးတကူဆိုနေနိုင်ပြီးတော့ကြတော့ဒီတကုံစတားယူနိုက်တက်တင်ကတော့တကုံပေါ်တင်ကိုဒါ၃ဂိုး စီသေးသွားပြီးတော့ကြာဒီရက်လက်ကြောင့်လည်းပဲတို့အနေနဲ့ဒီ MPC ကထိတ်ဆုံးမှာဥဆောင်ခွင့်ကိုသွားပြီးတော့ကြာတော့အာဆုံးရှုံးလိုက်ရတယ်ပေါ့နော်ဒီအနေနဲ့တို့တော်တော်လေးကိုပဲဒါနစ်နာတယ်လို့ပြောလို့ရတယ် နောက်တစ်ခုကဒီမြန်မာ National League မှာဆိုလို့ရှိရင်တော့ဒါနိုင်ငံသားနှီးပတ်2ဦးရှိတယ်ပေါ့ဒီ2ဦးကဒီတပတ်မှာဆိုလို့ရှိရင်လာပြီးတော့ထိတိုက်တွေ့ဆုံနေတဲ့အနေအထားတစ်ခုလည်းသွားပြီးတော့တွေ့ရတယ်။ဒါပြောဒီပွဲစဉ်ထူးခြားတဲ့အချက်လို့ပြောလို့ရတယ်ပေါ့နော်။ဒါပြောဒီပွဲစဉ်ကလည်းပြည်သက်တွေရဲ့အကြိုက်ဒါနှီးပတ်2ဦးရဲ့နှီးပြွားပိုင်းပင်ဆိုင်မှုတွေကိုသွားပြီးတော့မြင်ရမယ်။ရုပ်သံအနေနဲ့ဆိုလို့ရှိရင်လည်းဒါ Reader Channel ကနေပြီးတော့ဒါပြည်သက်တွေကြည့်ရှုခွင့်ရမယ်။ဒါပြောအားပေး ချီချီရချူနာမည်ပွဲစဉ်တဲ့ပွဲဆိုတာကိုကျွန်တော်အနေနဲ့ပြောပြချင်ပါတယ်ကိုတော့ကြာဆက်လက်ပြီးတော့ဆွေးနွေးသုံးသပ်ပြီးပါအောင်ခင်ဗျရှာရအောင်ကျွန်တော်တို့ကသူကတပွဲရောက်တာနော်ဒီပွဲကစားပြီးချိန်မှာ၃ပွဲနိုင်တပွဲတည်ရမှ7မှနဲ့14ပါရက်တည်နေတယ်ဒါအခုတွေ့ရမယ့်ဒဂုံစတားကလည်းစွန်တော့ကိုမျိုးသုံးသပ်လို့သာသမိုင်းအင်အား တောင်းတင်းတဲ့အသင်းသတင်းဖြစ်တယ်။ပြီးတော့ပြီးကနီးပြကင်တွင်နေတဲ့အသင်းလည်းဖြစ်တာကြောင့် short တက်လို့မရဘူးပေါ့နော်။ရှမ်းကကျွန်တော်သတိထားမိလောက်အင်ကွင်းတို့အင်ကွင်းနောက်ဆုံးနှစ်ပွဲမှာနှစ်ပွဲဆက်ပထမပိုင်းဂိုးမရတာတွေ့ရတယ်ပေါ့နော်။အဲဘယ်လိုပဲဖြစ်ဒါရှမ်းကပထမပိုင်းမှာနည်းနည်းလေးရုန်းကန်ရတဲ့နေထားလေးရှိတယ်ဆိုတော့ကျွန်တော်လည်းနည်းနည်းဟိုမြင်မိတယ်ပေါ့နော်။အဲ့တော့ပွဲဆက်ကပွဲဆတာနဲ့ပြပစီစီကစားနိုင်မှဟိုရလက်ကောင်းရမယ်လို့တော့ကျွန်တော်လည်းနည်းနည်းထင်တယ်။ ပြီးတော့အခုကစားမှလည်းဒီရသူမှာရှုံးပွဲမရှိသေးဘူးပေါ့နော်တကုံစားလည်းဒါဒီရသူမှာရှုံးပွဲမရှိသေးဘူးပေါ့နော်အဲ့တော့ရှမ်းနေနဲ့ရှုံးပွဲမရှိသေးတဲ့တကုံစားကိုဆပြီးတော့ရှုံးပွဲတွေ့တော့အောင်လုပ်ပြတယ်ထက်တွေ့အောင်ကစားနိုင်မှာပေါ့နော်အဲ့ဒါလေးတော့တစ်ချက်စောင့်ကြည့်ခြင်းနဲ့တကုံစားဘက်ကိုကြည့်မယ်ဆိုရင်တကုံစားက၅ပွဲကစားပြီးချိန်မှာ၃ပွဲနိုင်၂ပွဲတည်ပေါ့နော်ရမစက်တမတ်နဲ့ဆင့်သုံးမှာရပ်တည်နေတယ်ပေါ့နော်အဲ့တကုံစား United အသင်းကကျွန်တော်တတိထားမိတာလောက် AR ကိုနိုင်ခဲ့တဲ့နောက်ပိုင်းပွဲတွေကတောက်လျှောက် သူတို့ကစားပုံမကောင်းလို့ကျွန်တော်နေနဲ့ထင်တယ်။ဘာလို့လဲဆိုတော့နောက်ဆုံးကစားတာလေသူတို့နောက်ဆုံးကစားတာနှစ်ပွဲမှာ ISP နဲ့ကစားထားတယ်တကုံပေါ့ဒင်းနဲ့ကစားထားတယ်။အဲ့နှစ်ဒင်းစလုံးကိုသူရေးကြထားတယ်ပေါ့နော်။နောက်ဆုံးကစားထားတဲ့တကုံပေါ့နဲ့ပွဲမှာဟေ့ဆိုရင်သူတို့ရှုံးတော်ရှုံးသွားနိုင်တယ်။တကုံပေါ့ထိုက်ရတဲ့ခွင့်ရေးကိုအဖြစ်မပြောင်းနိုင်လို့ပြောင်းတာပြောင်းနိုင်နိုင်ခဲ့မယ်ဟေ့ဆိုရင်အဲ့ပွဲကလေးကရှုံးပွဲမရှိစမ်းကြီးပြတ်သွားပြီပေါ့နော်။အဲ့တော့သူတို့ရှုံးတော်ရှုံးသွားနိုင်တဲ့အခြေအနေတွေဖြစ်ခဲ့တယ်ပေါ့နော်။အဲ့တော့လက်ရှိမှာတကုံစတားက၅ပွဲကစားပြီးအချိန်ထိရှုံးပွဲမရှိသေးဘူးဆိုပေမဲ့နောက်ဆုံးကစားထားတဲ့ နှစ်ပွဲဆက်ကပုံစံတွေမကောင်းဘောเนาะအခြေအနေမဟန်တာတွေကျွန်တော်လည်းမြင်ရတယ်ဘောเนาะဒါတွေပြင်မှတာအခြေအနေတော်တော်ကောင်းမှလို့ကျွန်တော်လည်းထင်တယ်ကစားမှလည်းလက်ရှိချန်ပီယံအတင်းနဲ့ကစားမှဖြစ်တယ်ဝေးခွင့်မှာတာကစားမှဖြစ်တယ်ဘောเนาะအဲ့တော့ဒါတော်တော်လေးဒီကွန်စားအတွက်တော့မလွယ်ဘူးဘောเนาะသူတို့နားလာတဲ့ကာလမှာသူတို့အရင်ကနှစ်ပွဲအရင်နှစ်ပွဲကမကောင်းခဲ့တဲ့ပုံစံတွေတော်တော်ပြင်လာနိုင်မှအဆင်ပြေမယ်လို့ထင်တယ် လိုပဲဖြစ်ကျွန်တော်ကတော့အဲ့ဒါကိုပဲအဓိကထားပြီးတော့တတိထားကြည့်နေတယ်ပေါ့နော်အဲ့ဒါဒဂွန်စတာအနေနဲ့ပုံစံကောင်းတဲ့ပြန်လာနိုင်မလားပေါ့နော်တောင်ကြီးဘက်မှာဒါလေးတော့တစ်ချက်စောင့်ကြည့်နေတယ်လိုပဲဖြစ်ဒီပွဲကလည်းဒါတောင်ကြီးရဲ့ပြည်သက်တွေအတွက်ဟိုပွဲကောင်းဖြစ်မဲ့ပွဲကောင်းတဲ့ပွဲလို့ကျွန်တော်အနေနဲ့သုံးသပ်ချင်ပါတယ်ဗျ